င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအောင်ဆုံးတပုတ်အနေနဲ့ မြန်မာမင်္ဂလင်းပင်အမေရိကန်တုံ့ပြန်မှုနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကိုမာကိုရူဘီလိုပင်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေါ်နန်ဒရန်အစိုးရရဲ့လူသားချင်းစာနာမှုအကူအညီပေးရေးအေဂျင်စီဖြတ်သိမ်းမှုကြောင့်အမေရိကန်နိုင်ငံကမြန်မာငလင်းပင်မှာမကူညီနိုင်ခဲ့ဘူးဆိုတဲ့ဆွဆွဲချက်တွေကိုနိုင်ငံဆိုင်ဝန်ကြီးမာကိုရူဘီလိုကပင်ချလိုက်ပါတယ်။မြန်မာမှာမြင်းငလင်းနှုတ်ခတ်တယ်လို့မျိုး BNR တွေကိုအမေရိကန်နိုင်ငံကဘာကြောင့်အတိတ်ပင်ရှိရှိမတုံ့ပြန်ခဲ့တယ်လဲလို့ BBC သတင်းဌာနကမေးမြန်းခဲ့ရကျွန်တော်တို့ကကမ္ဘာအစိုးရမဟုတ်ပါဘူးလို့မာကိုရူဘီလိုကဖြေ ကြခဲ့ပါတယ်။ USAID ဖြတ်သိမ်းမှုကြောင့်အမေရိကန်နိုင်ငံကမြန်မာမျိုးငလင်ပေးမှကင်ဆယ်ရေးသမားတွေအနက်ခံခွေးတွေမစီလို့နိုင်ခဲ့ဘူးလို့တာဝန်ရှိသူဟောင်းတွေကဒီသက်ဘက် ဒီသတင်းပတ်အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ကဘာပေါ်မှာချမ်းသာတဲ့တိုင်းပြည်တွေအများကြီးရှိပြီးအဲ့ဒီတိုင်းပြည်တွေကဝိုင်းကူပေးတင်ပါတယ်။ကျွန်တော်တို့တနိုင်တလောက်ကူညီမှာဖြစ်ပေမယ့်မြန်မာနိုင်ငံကကင်ဆယ်ရေးဆောင်ရွက်ဖို့လွယ်ကူတဲ့နေရာမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာအမေရိကန်နိုင်ငံကိုမကြိုက်တဲ့စစ်ကောင်စီရှိနေပါတယ်လို့မာကိုရူဘီလိုကရှင်းပြပါတယ်။အကူအညီပေးဖို့ဝင်ခွင့်မရတာမြန်မာစစ်ကောင်စီကြောင့်လို့မာကိုရူဘီလိုကဘယ်ဂျီယံနိုင်ငံပရဆဲမြို့မှာကျင်းပတဲ့နေတိုအစည်းအဝေးမှာသတင်းထောက်တွေကိုပြောပါတယ်။ကျွန်တော်တို့လူသားချင်းစာနာမှုအကြံအတင်းမှာဆက်လက်ပြီးကူညီကြမှာ ်ပါတယ်အခြားတိုင်းပြည်တွေကိုလည်းဒီလိုလုပ်ဖို့လိုအပ်ပါတယ်တရုတ်နဲ့အိန္ဒိယကချမ်းသာတဲ့တိုင်းပြည်တွေဖြစ်ပါတယ်ကမ္ဘာပေါ်မှာချမ်းသာတဲ့တိုင်းပြည်တွေများစွာရှိပြီးဝိုင်းကူတင်ပါတယ်လို့လည်းကောင်းကဆိုပါတယ်တရုတ်နဲ့အိန္ဒိယတို့ကမြန်မာနိုင်ငံမှာမြင်းကလေးလှုပ်ခတ်ပြီးရဲ့နောက်ကေဆိန်အဖွဲ့တွေအရင်ဆုံးစီလွတ်ခဲ့တဲ့တိုင်းပြည်တွေဖြစ်တယ်လို့အမေရိကန်လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ် နောက်ထပ်တပုံးအနေနဲ့ငလင်ကြောင့်တည်ဆုံရသူတအုပ်ချက်၁၀သိန်းစီထောက်ပံ့မယ်လို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်းကြောင့်တည်ဆုံထိခိုက်သူများတဲ့အတွက်တအုပ်လင်းချက်၁၀သိန်းစီထောက်ပံ့ပေးသွားမှာဖြစ်ပြီးအစာအုပ်ထိခိုက်ပျက်စီးမှုပေါ်မူတီကထောက်ပံ့ပေးမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ပို့ချုပ်မှုကြီးမြောင်းလိုင်းကဒီကနေ့မှပြုလုပ်တဲ့အစိုးရဖွဲ့အစည်းအဝေးမှာပြောပါရတယ်။ထိခိုက်တည်ဆုံမှုတွေနဲ့အစာအုပ်ပျက်စီးမှုတွေအတွက်ထောက်ပံ့ငွေတွေကိုမြည်တီအချိန်မှာပေးအပ်မလဲဆိုတာကိုစစ်ကောင်းဆောင်ကအတိအပြပြောဆိုခြင်းမရှိပါဘူး။အာမခံထားရှိရဲ့ပြိုကျပျက်စီးခဲ့ရတဲ့အစာအုပ်တွေအတွက်လည်းအာမ ခံခြင်းတွေရရှိဖို့စီစဉ်နေကြောင်းစစ်ကောင်စီကဆိုထားပါတယ်။စကိုင်းမြို့နယ်မန္တလေးမြို့နီးပဟိုပြူကမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင်းအပြင်း9ရက်နေ့ဒီတေဆုံသူ3480ဦးထိခိုက်ဒဏ်ရာရသူ4680ဦးနဲ့ပျောက်ဆုံးနေသူ2100 ပျောက်ဆုံးနေသူ214ဦးရှိကြောင်းမနေ့ကညပိုင်းမှာစစ်ကောင်စီကထုတ်ပြန်ကြေညာထားပါတယ်။လက်တတော်စင်ရင်အားထိခိုက်ပျက်စီးမှုအနည်းနဲ့အဆောင်9223လုံးစတင်ကြောင်း1824ကျောင်းဖုန်ကြီးကျောင်းနဲ့သီလရှင်စတင်တိုင်း1952ကျောင်းဖျားစီဒီပေါင်း4189နဲ့စေယုံစီကန်169ခုပျက်စီးခဲ့ကြောင်းလည်းစစ်ကောင်ဆောင်ကပြောပါတယ်။ဒါအပြင်ရန်ကုန်နေပြည်တော်မန္တလေးကလည်းယထာလန်းနဲ့ဘူတာများပျက်စီးခဲ့သလိုတဒါ169စင်ပျက်စီးခြင်းစေမြောင်းတမန်169ခုထိခိုက် ိုက်ပျက်စီးခြင်းအမြန်လမ်းမကြီးတလျှောက်လမ်းပိုင်း184ကိုထိခိုက်ပျက်စီးမှုရှိပြီးပျက်စီးဆုံးရှုံးမှုတွေများပြားကြောင်းလဲ၎င်းကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ခမ်းမှာစစ်ကောင်စီဘက်ကအစိမ့်ငွေပုံအုံပြတိုက်ခိုက်ခဲ့ကြောင်း TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းမြောင်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာတိုက်ပွဲမှာစစ်ကောင်စီဘက်ကအစိမ့်ငွေပုံအုံပြတိုက်ခိုက်ခဲ့ကြောင်းတောင်တက်မတော် TNL ကထုတ်ပြန်ပါတယ်မနေ့က AP9 ရဲ့နေ့လယ်နာရီမှာတောင်ခမ်းရှိစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကုတ်ကဲမှုဌာနချုပ်900နှစ်တက်မှာတိုက်ပွဲဖြစ်ပွားခြင်း င်စစ်ကောင်စီတပ်ကအစိမ့်ငွေဘုံသုံးလုံးချင်းချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ AB 6ရက်ဒီ9ရက်နေ့တက်စကန်မှာစစ်ကောင်စီနဲ့ TNL ကြတိုက်ပွဲဆက်လက်ပြင်းထန်နေရလို့ရှေ့တန်းသတင်းအရင်းမြစ်တောင်းကသတင်းဌာနကပြောပါတယ်။မနေ့ကအစိမ့်ဘုံနဲ့လာကျဲတာဟုတ်တယ်။ဒီကနေ့လည်းတိုက်ပွဲပြင်းထန်နေတယ်။လက်နက်ကြီးနဲ့လည်းစတိုက်ဖြစ်ထန်နေရလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကအပြစ်ရထားပြီးမြ TNL ထိန်းချုပ်ဒေသတွေကိုလင်းရင်နဲ့ပုံကျေတာထိုးစစ်စင်တာတွေပြုလုပ်နေရလို့ TNL ကဆိုပါတယ်။ AB 9ရက်မှာလည်း TNL ထိန်းချုပ်ထားတဲ့နောင်ကျွ ျုံမြို့နယ်နောင်လင်းနယ်နန်းဆောင်ဟူကြီးရွာရဲ့ကိုစစ်ကောင်စီကချက်လင်းရင်နဲ့ပေါင်250ပုံကျေးကြတိုက်ခိုက်ခဲ့ပြီးနေအိမ်လေးလုံးပျက်စီးခဲ့ပါတယ်စစ်ကောင်စီဘက်ကတော့တောင်ခန်းတိုက်ပွဲမှာအစိမ့်ငွေပုံအတောင်ပြတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ TNL ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးတစုံတရာတုံ့ပြန်ထားတာမျိုးမရှိပါဘူးမြန်မာနိုင်ငံမှာငလင်လောက်ခတ်မှု ဖြစ်ပွားပြီးရဲ့နောက်စစ်ကောင်စီပါဝင်တိုင်းဒါလက်နက်ကင်ဖွဲ့နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်ရှာရေးအပြည့်ရဲ့အကြောင်းထုတ်ပြောပြီးမြင်အပြန်အလှန်တိုက်ခိုက်မှုဆက်ရှိနေပြီးအပြန်အလှန်ဆွဆွဲနေကြပါတယ် ဆက်လက်ပြီးငလင်ကြောင့်အပြည့်စည်များတဲ့အပေါ်ဆောင်းလုံရီပိုင်းကိုစစ်ကောင်းဆောင်အပြစ်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အဆောင်နေဆောင်လုံတာမှာပေါ့ပေါ့တန်တန်လောက်ခဲ့လို့ငလင်တက်မခံနိုင်မင်းမလူလာအပ်တဲ့လူအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ပြန်လည်စီစဲအရေးယူသွားမယ်လို့စစ်ကောင်းဆောင်ဥက္ကဋ္ဌကအေဘီလ9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မလ28ရက်မှာလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းမန္တလေးစကိုင်းနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းမှာအဆောင်များပြပြက်စီခဲ့တယ်လို့လူအများပြတင်ဆုံးတရားရခဲ့ပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်လို့စစ်ကောင်းဆောင်ဥက္ကဋ္ဌကဆောင်းလုံရီလုပ်ငန်းတွေက ကိုအပြစ်တင်ခဲ့ပြီးသမတ်ချက်တွေနဲ့မကန့်ညီပဲဆောင်ရွက်ထားတာတွေကိုပြန်လည်စီစစ်ပြီးအရေးယူမှာဖြစ်တယ်လို့ဆိုလိုက်တာပါဆောင်းလုံရီလုပ်ငန်းရှင်တအုပ်ကတော့အစာအုံတွေအရေးသွေးမပြည့်မီတဲ့အတွက်စစ်ကောင်စီမှလည်းတာဝန်ရှိတယ်လို့တုံ့ပြန်ပါတယ်မြန်မာနိုင်ငံမှာတင်တာခေါ်ယူတဲ့အခါနာမည်ရှိတဲ့ကုမ္ပဏီတွေကိုမပေးဘဲစစ်ကောင်စီနဲ့နှိစက်တဲ့ကုမ္ပဏီတွေကိုချပေးတာပြင်ဆောင်းလုံရီသုံးတန်တေပစ္စည်းတွေကိုတင်သွင်းခွင့်လိုင်းစင်မချပေးတာကြောင့်အစာအုံတွေမှာအရေးသွေးမပြည့်မှုတွေဖြစ်နေတာလို့လုံခြုံရေးအမည်မဖော်လို့တဲ့ဆောင်းလုံရီလုပ်ငန်းရှင်တအုပ်ကဆိုပါတယ်ဒါကြောင့်အစာအုံတွေ လင်တန်မခံနိုင်ပဲအရေးအသွေးမပြည့်မီတာဟာကန်ထရိုက်စားသူတွေအပြင်စစ်ကောင်စီဘက်မှပါတာဝန်ရှိတယ်လို့သူကပြောပါရယ်သူတို့နဲ့လက်တင်ရစားတော့ခေါ်တယ်လို့တကယ်တမ်း A grade ကုမ္ပဏီလိုမျိုးမပြီးပဲနဲ့တခါတလေကြာရင်အခုခေတ်ပို့ဆိုးတာပေါ့ဘာမှတမ်းမရမှာမရှိသေးတဲ့ကုမ္ပဏီတွေကိုသူတို့ပေးချင်တဲ့အလုပ်တွေပေးပြီးအဲ့ဒီကုမ္ပဏီကရှာကိုင်းလုံးယူသူတို့ကလည်းရှာကိုင်းလုံးယူအောက်ကိုစင်ကဲစင်ကဲတွေပေးစင်ကဲစင်ကဲတွေရှာကိုင်းလုံးနေနဲ့သွားလိုက်ကြတဲ့အခါတော့တိန်းတထောင်တန်နေဟာကတကယ်လုတဲ့လူက3000လောက်ပဲရရောငကိုတဲကမှတိန်းတထောင်လုံးရင်တောင်မှမနေလုံးရမယ်ဟ ာကိုသိန်း၈၀၀၀လောက်နဲ့လုတ်တဲ့ခါမှာအောက်ခြေမှာဖြစ်ချင်ရဖြစ်ရောတန်နဲ့ပြီးလက်မြေစည်းတွေကစစ်ကောင်စီတတ်မှတ်စည်းတဲ့ပြင်ပပေါက်စည်းက၃ဆလောက်မြင့်နေပြီးကန်ထရိုက်ဒီဘက်ကအရေးသွေးမပြည့်မီတဲ့ပစ္စည်းတွေအစားထိုးအသုံးပြုနေတာကြောင့်အစားအုံတွေအရေးသွေးမပြည့်မီတာလို့အဲ့ဒီလုပ်ငန်းရှင်ကပြောပါတယ် စစ်ကောင်စီဥက္ကဋ္ဌကတော့ငလင်တက်ရောက်တဲ့ဒေသတွေကအဆောင်နီဟာငလင်တန်ခံနိုင်လောက်တဲ့အဆောင်နီဖြစ်ပေါ်လို့ပြီးခံခံမှုကိုအလိမထားတဲ့အတွက်ပြက်စီးဆုံးရှုံးမှုတွေပိုပြီးဖြစ်ပေါ်လာခဲ့တာလို့ပြောပါရယ်မျက်မြင်စစ်ဆေးချက်တွေရတချို့အဆောင်နီကအင်ဂျင်နီယာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုမရှိဘူးလို့လည်းသူကပြောပါရယ်နောက်တစ်ပုတ်အနေနဲ့ငလင်တန်ကြောင့်မန္တလေးအိုးဘူတောင်အဆောင်နီပြိုကျလို့နေပါဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်အင်ဂျင်နီယာတွေကနေထိုင်ရန်မသင့်ကြောင်းမှတ်ချက်ပေးရတဲ့အဆောင်နီမှာအကျဉ်းသားတွေကိုဆက်ထားတယ်လို့ဆိုပါရယ်အင်အားဖြင့်ငလင်တန်ကြောင့်မန္တလေး ဥပုအကျဉ်းထောင်မှအဆောင်တွေပြုကြလို့နေပါရဖြစ်နေပြီးအင်ဂျင်နီယာတွေစစ်ဆေးတာမှနေထိုင်ရန်မတင်ကြမချက်ပေးထားတဲ့အဆောင်တွေမှာအကျဉ်းသားတွေကိုဆက်လက်ထားရှိရလို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကပြောပါတယ်။ရှာရင်အမျိုးသားဆောင်အမျိုးသမီးအဆောင်တင်နဲ့အဆောင်နှစ်တို့ကနေရန်နေအကွဲကြောင်းထားတာအုပ်တွေပြိုနေတာထုတ်တန်းနေကွဲတာ ရိုက်တာတွေဖြစ်နေရဲ့လို့ဆိုပါတယ်။ယာယီအမျိုးသားအဆောင်ကအဆိုဆုံးပဲအဆောင်ပြင်ပမှာနေထိုင်ခွင့်တောင်းတော့တောင်းဆိုရအောင်မင်းတို့ကပြည်သူတွေမဟုတ်ဘူးလို့တာဝန်ရှိသူတွေကပြန်ပြောတယ်လို့နိုင်ငံရေးအကြံတာတုံရဲ့စကားကိုပြည်သားစုဝင်တွေကပြန်ပြောပါတယ်။ဒါအပြင်အဲ့ဒီအဆောင်တွေမှာလူဦးရေ120စံပြီးမြေ190အထိနေခိုင်းထားတယ်လို့လည်းသိရပါတယ်။အကျဉ်းတာဝန်ထမ်းတွေကအချုပ်ဆောင်နေအတွင်းမှာမနေဘဲအပြင်မှာပဲနေထိုင်ကရှာဆွေးမှုနဲ့ထောင်ချနေသူတွေကိုအကျဉ်းသားစီမံအုပ်ချုပ်ရေးဖွဲ့တွေကစောင့်ကြည့်ခိုင်းထားတယ်လို့သိရပါတယ်။ ။ဒါအပြင်စားကျွင်းစားကြံနဲ့အမိုက်တွေမပြင်းရတာမို့ဝင်ရောဂါတွေလည်းဖြစ်နေရလို့ဆိုပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြန်ကလေးကြောင့်မြန်မာတို့ပံ့ပိုးကူညီဖို့ကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်ကမြန်မာငွေလင်းပေးအတွက်ဒေါ်လာ9တန်းထပ်တိုးထောက်ပံ့တယ်လို့သိရပါရယ်။တည်ဆုံးသူ3354ဦးတည်ရှိလာခဲ့ပြီးဖြစ်တဲ့မြန်မာငွေလင်းပေးတဲ့မြန်မာနိုင်ငံကို ေဆုံးသူ3354ဦးထိရှိလာပြီဖြစ်တဲ့မြင်းကလင်းဘေးတင်မြန်မာနိုင်ငံကိုကုညီပတ်ပိုးကုညီကြဖို့ကုလသမဂ္ဂအဖွဲ့က EP9 ရဲ့နေမှာကမ္ဘာနိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်နိုင်ငံတကာကပံ့ပိုးကူညီကြဖို့ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီအကြီးအကဲ တွန်ဖလက်ချာကမြင်းကလင်းလောက်ခတ်ရာဗဟိုချက်မှာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးမားဆုံးမန္တလေးမြို့ခီးစဉ်အတွင်းမြေတားရခံခဲ့တာပါဒီကိုက်ပျက်စီးမှုတွေကမယုံနိုင်လောက်စရာပါအသက်တွေဆုံးရှုံးခဲ့ရတယ်နေအိမ်တွေပျက်စီးခဲ့ရတယ်ဒါပေမဲ့မြန်မာပြည်သူတွေရဲ့ကြက်ကြက်ခံနိုင်မှုကမယုံကြည်နိုင်လောက်စရာပါလို့၎င်းကသူ့ရဲ့လူမှုကွန်ရက်မှာရှင်းသားထားပါတယ်ကဘာကြီးကမြန်မာပြည်သူတွေကိုခက်ခဲနေချိန်မှာပံ့ပိုးကူညီရမယ်လို့တွန်ဖလက်ချာကဆိုပါတယ်တရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေကကယ်ဆယ်ရေးပစ္စည်းတွေနဲ့ပြည်သူ28တန်းကနေထိုင်ရ မြင်ကလေးပေးတဲ့ဒေသတွေမှာပြန်လည်ထူထောင်ရေးမှာကုညီဖို့ကိစ္စရေးသမားရီစီလုပ်ခဲ့ပါတယ်။ငလင်တန်တဲ့အတိုင်းဝိုင်းတွေကိုပံ့ပိုးကုညီဖို့မြန်မာနိုင်ငံကိုဒေါ်လာ၉သန်းထက်မနည်းလှူဒန်းဖို့အမေရိကန်နိုင်ငံကကတိပြုခဲ့ပြီးမယ်။ပြည်ပအကူအညီပေးရေးအစီအစဉ်ဖြတ်သိမ်းမှုက တုံ့ပြန်မှုကိုတက်ရောက်စေခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူဟောင်းလီကပြောပါတယ်။ မြန်မာစစ်ကောင်စီကထိ ंछ ုံနိုင်ခြင်းမရှိတော့ဒေတာနေပြည်သူတွေထံအကူအညီပေးမှုကိုကန့်တန်နေရလို့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးကအေပီလာလီရဲ့ညီမပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။